မောင်နှမချင်းတူပေမဲ့ရွေချင်းမတူရင်လာရမတူဘူးရလက်ချင်းလည်းမတူဘူးမိသားစုတစုမှပဲကြည်ကြည်ကြည်လေတချို့ဆိုရင်မောင်နှမ3ယောက်ရှိတယ်တချို့ဆိုရင်မောင်နှမ9ယောက်ရှိတယ်ရှေ့ကတုန်းကဆိုရင်တော့မောင်နှမတွေက9ယောက်10ယောက်10ယောက်စသဖြင့်ရှိခဲ့ကြတဲ့မိသားစုတွေအများကြီးပဲဘလို့ပဲဆိုဆိုမောင်နှမချင်းတူပေမဲ့ရွေချင်းမတူရင်လာရတူမှာမဟုတ်ဘူးဆိုလိုချင်တာကတော့မောင်နှမ9ယောက်ရှိတယ်ဆိုပါစို့အဲ့ဒီ9ယောက်မှာအကူကြီးဖြစ်သူကပိုးပြီးမှပတ်စံရှိတယ်လို့တချို့မိသားစုတွေကြောက်လဲအဲ့လိုမဟုတ်ပြန်ဘူး အကူကြီးဖြစ်တဲ့သူကပတ်စံမရှိဆုံးလို့မိသားစုတစုနဲ့တစုကတူတာမဟုတ်ဘူးအဲ့ဒီမှာတွေဘာလို့ကွာသွားရလဲဆိုရင်တယောက်နဲ့တယောက်ကမောင်းနှမချင်းဆိုပေမဲ့ရည်ရွယ်ချက်မတူတာတွေလှုပ်ဆောင်ချက်မတူတာတွေအလုံးလုံးပုံမတူတာတွေရှိလို့ပါမောင်းနှမချင်းတူပေမဲ့ကိုယ့်ရဲ့အမဖြစ်သူရဲ့အလုတ်ကဝင်ဝင်ပူကောင်းတာမျိုးညီမဖြစ်သူကဝင်ဝင်ပူကောင်းတာမျိုးစသဖြင့်ရှိကြပါလိမ့်မယ်အဲ့လိုပဲမောင်းနှမချင်းတူပေမဲ့တချို့မိသားစုတွေကြောက်လဲအရင်စီးလုံးကြတွေရှိပြန်ရော အဲ့ဒါနဲ့စန့်ကျင်ပဲမစည်းလုံးနဲ့မောင်နှမတွေလည်းအများကြီးတွေ့မြင်မှုပါတယ်။ကျူမီတာစုတွေကြတော့လေမီတာစု6ယောက်ရှိရင်တစ်ယောက်ကထားဖောက်တာမျိုးတစ်ယောက်ကအရစ်သမားပါတာမျိုးဒီလိုမျိုးတွေလည်းရှိတတ်ပါတယ်။ဥပမာအနေနဲ့ဆိုရင်ဒါကျွန်တော်တို့မီတာစုဆိုရင် မောင်နှမ6ယောက်တူတူရှိပါတယ်။6ယောက်မှာတော့ကျွန်တော်ရဲ့အကူလေးဖြစ်သူက နောက်ပိုင်းမှာအရင်အများတန်းတောက်တာမျိုးအရစ်ကိုဆွဲလန်းတာမျိုးဒီလိုမျိုးတွေဖြစ်သွားပါတယ်။ဒါကတော့မီတာစုတိုင်းမှာတစ်ယောက်မဟုတ်တစ်ယောက်ချွင်းချစ်ပါတယ်ဆိုတာကိုပြောချင်တာပါ။ ဒါတော့မိသားစုတစုနဲ့တစုတူမှာမဟုတ်ဘူးတချို့မိသားစုတွေကြောက်ရလဲမောင်နှမချင်းအရင်စီလုံးပြီးအရင်ချမ်းသာတဲ့အတိုင်းဝိုင်းပိုင်ဆိုင်ထားတာမျိုးတချို့မိသားစုတွေကြောက်ရလဲမောင်နှမချင်း၅ယောက်ရှိရင်၅ယောက်လုံးမွေးနေတာမျိုး 9ရောက်လုံးအဆင်မပြေတာမျိုးဒီလိုမျိုးတွေလည်းရှိတတ်ပါတယ်တချို့မိသားစုတွေကြောက်လည်းမောင်နှမ9ရောက်ရှိရင်9ရောက်မှမှ10ရောက်လောက်ကပဲပတ်စံရှိတာမျိုးဒီလိုမျိုးတွေရှိတတ်ပါတယ်တေချာလာကတော့ဒီနေရာမှာအဓိကပြောချင်တာကတော့ကုမောင်နှမတွေတဲကအဆင်မပြေတဲ့တူတွေလည်းရှိမယ်အဆင်ပြေတဲ့တူတွေလည်းရှိမယ်အဲ့လိုဆိုရင်အဆင်ပြေတဲ့တူကကျန်တဲ့အဆင်မပြေတဲ့မောင်နှမတွေကိုအဓိကဆွဲခေါ်တတ်ဖို့လိုတယ်ဆွဲခေါ်ပေးဖို့လိုတယ်ကုညီပံ့ပိုးပေးဖို့လိုတယ်တချို့ကကြတော့ဒီဇိုင်းနဲ့တာအရန်ကောင်းနေတာလေဟုတ်တယ်ဟုတ် ကိုယ့်ရဲ့မောင်နှမချင်းကြတော့မကောင်းတော့ဘူးကိုယ့်ရဲ့ဆွေမျိုးသားချင်းပေါ်ကြတော့မကောင်းတော့ဘူးဒီလိုမျိုးကြီးလည်းရှိတတ်ပါတယ်ကောင်းတာကတော့ကိုယ်အစဉ်ပြင်းပြီးသလိုကိုယ်ချမ်းသာရင်ချမ်းသာသလိုကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်ကလူတွေကိုဆွဲခေါ်တတ်ဖို့လိုတယ်မောင်နှမချင်းတူဝင်မဲ့ဝင်ဝင်ကွာခြားတဲ့အဓိကအကြောင်းရင်းတွေကိုလိုက်ကြည့်ကြည့်မယ်ဆိုရင် generation quarter မျိုးလဲဖြစ်ကောင်းဖြစ်နိုင်တယ်။အရင်ခေတ်က generation အရင်ခေတ်ကစီးပွားရေးအတွေးခေါ်တွေနဲ့ဒီနေ့ခေတ်လူငယ်တွေရဲ့စီးပွားရေးအတွေးခေါ်တွေကမတူကြတာမျိုးလဲရှိကောင်းရှိနိုင်တယ်။ ပြီးရင်ခင်းနဲ့ညီတိုင်မင်ကိတ်လောက်တက်လားဆိုတဲ့အပေါ်မှာလည်းအများကြီးမူတည်နေပါဗါးနောက်ဆုံးအနေနဲ့အဓိကပြောချင်တာကတော့မောင်နှမရင်းတူပေမဲ့ရွေချင်းမတူရင်လာရမတူဘူးရက်လက်ချင်းလည်းမတူဘူးရွေချင်းမတူမှတော့ဒီဘက်မှာဝုံငွေလည်းတူမှာမဟုတ်တော့ဘူးလေအခုနောက်ရှင်းပြနေဆိုရင်ဒီလိုချင်းနေတဲ့မိတ်ဆွေနေနဲ့အာရီယာလေးတက်တခုရရှိလိမ့်မယ်လို့ယုံကြည်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ပြီးဒီမှာလည်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့လှုပ်အားရှင်တွေအတွက်အကျိုးရှိစေမယ့်ဗီဒီယိုလေးတွေကိုထပ်မံတင်ဆက်ပေးတော့ပါဦးမယ်